2025ခုနှစ်မတ်လ28ရက်နေ့နေကင်းမိုင်းဟာအဲကျွန်မမြန်မာနိုင်ငံနေရအနှံ့ပြားမှာဖြစ်ပွားခဲ့တယ်။အင်အားပြင်းငလျင်တန်ကြောင့်လို့အခုလက်ရှိအချိန်ဒီကျွန်တော်တို့တပတ်ဘလောက်အတွင်းမှာအခုကျွန်တော်တို့ကဧပြီလရေလာဇန်းရက်တွေကိုစပြီးတော့ရောက်လာခဲ့ပြီ။တပတ်လောက်အတွင်းမှာအဲပြည်သူလူထုကဆိုလို့ရှိရင်ငရင်အလင်းခံတဲ့ခံရတဲ့ဒေသတွေမှာဆိုလို့ရှိရင် emergency shelter လို့နေရာမျိုးတွေမှာရောက်ရှိပြီးတော့အာကနဒါကျွန်တော်တို့ခုလုံနေကြရပြီဖြစ်တယ်။ ော့ဒီနေရာမှာကျွန်မပြောချင်တာက emergency shelter လို့ဆိုတဲ့နေရာမှာသက်ဆိုင်ရာဒေသကမိမိတို့ရဲ့အာဏာပိုင်အဖွဲ့အစည်းတွေအစိုးရအဖွဲ့အစည်းတွေကနေပြီးတော့စီစဉ်ပြီးတော့ဒါကနေရာချပြီးရဲ့နေရာတွေဆိုတာလို့ဆက်မဆိုးလို့ရှင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ evacuation shelter ဆိုတဲ့နေရာမှာ emergency shelter ပေါ့နော်ဟိုဘောလုံးခွင်းတို့ဒါကျွန်မတို့လေဟာပြင်အဲအဲဟိုပါပေါ့အဲအဆောက်အဦအကြီးတွေနဲ့လွတ်တဲ့နေရာအပြင်တစ်ပင်ကြီးတွေနဲ့လွတ်တဲ့နေရာဒီကလေးမှကျွန်မတို့နောက်ဆက်တွဲ after shock တွေလာမယ်ဆိုလို့ရှင်ညီကလေးနေလာရဲဆိုတဲ့အချိန်မှာအဲ တင်းတင်းလျောက်ပတ်တဲ့တင်းတင်းလျောက်ပတ်တဲ့ဒီဟိုအန်နီယကင်းတဲ့ဒေတာနေရာမျိုးပေါ့နော်ကျမတို့ကငလင်းဆိုတာကတော့ဘင်းနေရာမောက်ကွက်ပြီးတော့လောက်တာမဟုတ်တဲ့အတွက်ကြောင့်တကယ်လောက်ပြီးဆိုလို့ရှင်လည်းပဲအဲ့နေရာမှာကျမတို့ emergency shelter ဆိုတာလည်းပဲဟိုမလွတ်နိုင်ပါဘူးပေါ့နော်တကယ်တော့ကျမတို့က လက်ရှိမှာလက်ရှိနေသားနဲ့ဆိုလို့ရှိရင်အခုလက်ရှိအာအရန်ကိုအပြင်းပြင်းထန်ထန်ဆူဆူရွာကြုံရရဲစပါမီမနိုင်အလဲပိုင်းဒေသတွေမှာဆိုလို့ရှိရင် emergency shelter အဲတေချာတက်တက်ရရဲ့နေထားတဲ့နေသားမျိုးတော့ဆံမကိုရိုင်းရတော့အခုလက်ရှိထိဟိုမတွေ့ရသေးဘူးပေါ့နော်အဲ့တော့ကျွန်မဘာဖြစ်လဲဆိုလို့ရှိရင် infectious disease လို့ခေါ်ရတာကငလျင်တန်းနောက်ဆက်တွဲအဲဖြစ်လာနိုင်တဲ့ဒါကူးစက်ပိုးကြီးပြန်နံပိုးရံအတွက်ဒါအင်တမောက်ဆန့်စ်များ risk တွေများနေရအောင်အဲကျွန်မတို့ဒါခံမှန်းလို့ရတယ်ပေါ့နော်လက်ရှိအချိန်တည်းကတော့ဘယ်သူတွေကတော့ဘယ်ပိုးကြီးကူးစက်ပြီးတော့ပြန်နံသွားပြီဆိုတဲ့အချိန်တည်း တော့အခုချိန်မှာတော့ကျွန်တော်တို့မသိသားနိုင်ဘူးဆိုပေမဲ့လည်းပဲအချိန်ကာလတစ်ခုကြာလာတဲ့နေ့များဒါတွေကအနည်းနဲ့များရှိတာမှဖြစ်တယ်ပေါ့ကျွန်တော်တို့ဒါတွေကိုကာဝေဖို့ရန်အတွက်ဆိုလို့ရှိရင်အတက်နိုင်ဆိုကအနည်းဆုံးကျွန်တော် mitigation mesh ဟိုပါပေါ့အာ mitigation measure ဆိုခေါ်မယ်ကျွန်တော်တို့လုံးဝမဖြစ်အောင်ကာဝေလို့တော့အခုချိန်မှာတော့ကျွန်တော်မရတဲ့လောက်ဖြစ်တယ်အဲ့တော့ဖြစ်လာမယ်ဆိုလို့ရှိရင်အတက်နိုင်ဆုံးအနည်းဆုံး case အနည်းဆုံးဖြစ်အောင်ကျွန်တော်ချော့ချဖို့လိုတယ်ပေါ့ဒါလေးရဲ့ကျွန်တော်တို့ကနေဦးတည်ထားမယ့်အချက်ဖြစ်ပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ငလျင်တန်း ကာဝယ်ရေးအတွက်ကိုအဲပြင်ဆင်ထားတယ်အဲ emergency shelter တခုရဲ့အနေထားပေါ့ဒီမှာတော့ကျွန်တော်တို့ဒီဟိုဝါးရီမြင်နေရတယ်ဟိုကိုးပေါက်ဒီမြင်နေရတာ basketball ဝင်လို့ကျွန်တော်တို့နားလည်လို့ရတယ်အားကစားဝင်ပေါ့နော်ကြောင်းလို့ကျွန်တော်တို့တီးလို့ရတယ်ဒီမှာကျွန်တော်တို့တွေ့ရတဲ့အလံအားတီးရတဲ့အချိန်အားလုံး တည်ကြရတယ်ဒါကဂျပန်နိုင်ငံပေါ့နော်သူတို့နိုင်ငံရဲ့ဒါ emergency shelter တကူလို့ကျွန်တော်နားလို့ရတယ်အဲ့တော့ဒီထဲမှာအစီတန်းလိုက်လေးပေါ့နော်ဒီအလူတွေပေါ့လူတွေညားညားလောက်လောက်တည်တယ်လေအဲ့ဒီတော့မတည်သေးတည်သေးသလားကျွန်တော်အစီတန်းလိုက်အနေရမှာဖြစ်တယ်ဟိုဆောင်းကောင်းစသည်ရပြပေါ့နော်လူမျိုးကျွန်တော်တို့ရာသီဥတုပေါ်မူတည်ပြောခါကြတော့အချမ်းတန်းတို့အလွေတန်းတို့ကောင်းဝဲကျွန်တော်တို့မြန်မာနိုင်ငံလူဆိုလို့ရှိရင်အခုချိန်မှာဟိုချင်းကြိုက်တယ်ပေါ့နော်ပူရောခါကြတော့ချင်းကြိုက်တယ်တခြားအကောင်ဗလာမြေကြီးကောင်ပညာရှိရောခါကြတော့ဒါတွေကောင်းဖို့တည်းကျွန်တော်တို့ကမြင်စင်ထားမှာဖြစ်တယ်ပေါ့နော်အခုလက်ရှိကတော့ဒါက ါကျမတို့မိုးရံလေးတန်းမိုးလုံးလေးလုံးအားကစားခံမလို့နေရာမျိုးမှာဒါ shelter တခုပေါ့နော် emergency shelter တခုတိဆောက်ထားတဲ့ပုံစံမျိုးဒီကျမကကနဦးနေဒါလေးပြောချင်တာဖြစ်ပါတယ်အော်ဘေးမှာကျွန်တော်ဘာရှိမလဲဆိုလို့ရှိရင်ဒီမှာတော့အခုဓာတ်ပုံရထားရတဲ့မှာလူကအိတ်မပါအောင်ဖြစ်နေသေးတယ်။အာသူ့ရဲ့ဒီဆောင်းချင်အောင်အဲဒီဝါရီပြင်မှာသူတို့ကျွန်တော်ချင်အောင်လို့ကျွန်တော်မတွေ့ရအောင်ဆောင်းတို့ခေါင်းတို့အပြင်ကိုကိုယ့်ရဲ့ဒီအရေးကြီးနိုင်တဲ့ပြည်ကြီးမှာအထုပ်ကလေးပေါ့နော်ဒါလေးကြွကြွလေးဒါလေးနဲ့ရေဘူးလေးနဲ့တွေ့ရနေတာမျိုးကျွန်တော်တို့အခုတက်ရှိမှာတွေ့ရတယ်။ ဒါကကျမတို့2024ခုနှစ်ဇန်နဝါရီလအတွင်းမှာဒါကရှင်ဘုံပေါ့နော်သူတို့ဂျပန်နိုင်ငံရဲ့သတင်းစာကနေပြီးတော့ပေါ်ပြရတဲ့ဒါတပုံတော်ဖြစ်တယ်ပေါ့နော် Osaka Red Cross ဒီစီးရုံကနေပြီးတော့ဒီ Medical Head Team တယောက်မာတီတယောက်ပေါ့နော်ဒီ uniform ဝတ်ထားတဲ့တယောက်ကနေပြီးတော့ဒီ evacuee ပေါ့သူရဲ့ဒီဟိုဟာဖြစ်တဲ့ဒေသကအဲ shelter နေရာကလူပါပေါ့လူနာတယောက်ကိုသွားပြီးတော့အဲ ကြည့်ပေးနေရပုံပေါ့နော် examination လုပ်နေပုံပြောထားတာဖြစ်တယ်။အဲ့တော့ဒီလိုမျိုးဆံမတော် emergency shelter ရှိရဆိုလို့ရှိရင်အဲ့ shelter မှာအလုပ်လုပ်တဲ့ medical team ပေါ့နော်တခြားသောဆံမတော် volunteer team တွေရှိမယ်။ဒီလိုဆံမတော်ကိုအဲ uniform လိုဟာမျိုး uniform မရှိဘူးဆိုလို့ရှိရင်လည်းတူညီတဲ့ဆံမတော်ကဟိုကာလာနဲ့ဆံမတော်ရောင်းရဲကာလာကူဟာမျိုးကိုအဲ waist coat တို့စသည်ပဲဒါမျိုးအုပ်ထုပ်တို့စသည်အပြင်ဒါမျိုးစောင်းထားတဲ့လူမျိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေကနေတစင်ဒီလူတွေအဲကိုယ့်ရဲ့ဒီ အဲ evacuees တွေပေါ့ကျွန်တော်တို့ကယ်ထုတ်လာတဲ့လူတွေကိုဘယ်လိုမျိုးကျွန်တော်စစ်ဆေးရမလဲဆိုရင်နေထားကိုလည်းကြိုတင်ပြီးတော့ပြင်ဆင်ရမှာဖြစ်တယ်ပေါ့ဒါကကျွန်တော်တို့ကဟိုယောဂရှိရတဲ့လူဖြစ်စေယောဂမရှိရတဲ့လူဖြစ်ဖန်ရတာရှိရတဲ့လူဖြစ်ဖြစ်မရှိဘူးတဲ့ဖြစ်ကျွန်တော်တို့အကုန်လုံးတက်ကိုယူရပြီးတော့ခါကျတော့ဒီလို medical team တွေကတော့ရှိနေရမှာဖြစ်တယ်ပေါ့နော် အဲ့တော့ medical team လို့ဆိုရနေရမှာပုံစံဆိုပါနိုင်တယ်ပေါ့နော်ကျမတို့ laboratory ကလူတွေလည်းပဲဒါ volunteer အနေနဲ့ပါတဲ့နေသားမျိုးတွေဖြစ်နိုင်တယ်ဒါကကျမတို့ community workers တွေပေါ့နော်ညက်မကြီးဘက်ကမဟုတ်တယ်အဲဒီတိုင်းလှုပ်သားတွေပေါ့ဒါကိုယ့်ရဲ့ဒေသတို့အကျိုးပြုခြင်းနဲ့စေတနာဝန်ထမ်းတွေလည်းပါမယ်အကုန်လုံးပေါ့နော်ကျမတို့အဲ့ဥဆောင်နေဟိုလှုပ်ဆောင်ပြီးကျမအရေးပေါ်တုံ့ပြန်မှုလှုပ်ဆောင်တဲ့အခွဲတွေရဲ့အဲအချင်းချင်းကိုရှေ့ဆက်ထားဖို့လိုအပ်တယ်အဲအဲ့တော့မလိုလားတဲ့ကျမတို့ကုသရေးရောက်ကဘယ်လိုဖြစ်ဖြစ်ဖို့အတွက်ကိုကျမကြီးကျမကြီးတက်တက်ပေါ့နော်ကျမတို့ရှေ့ရပြောခဲ့လိုပဲကို့အဖွဲလေးနဲ့ပဲကိုယ့်အကူလုံနေရမှာမဟုတ်ပဲနဲ့အားလုံးပူးပေါင်းပြီးတော့ ခြေဆက်လှုပ်ဆောင်မှသာလေဖွဲ့စည်းတစ်ခုနဲ့တစ်ခုကြားထဲမှာလှုပ်ဆောင်တဲ့ team တွေတစ်ခုနဲ့တစ်ခုကြားထဲမှာလက်ဟာမှုတွေကျွန်တော်တို့မရှိသေးရန်အဲကျွန်တော်တို့စီစဉ်နိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အရှိရလဲကျွန်တော်တက်တက်ကပြောတယ်အဲဘယ်လောက်ကြီးပဲကျွန်တော်တို့နိုင်ငံတကာ အကူအညီတွေပဲလာလာငွေကြေးတွေသုံးဆွဲသုံးဆွဲဘလောက်ကောင်းတဲ့စနစ်တွေကိုပဲလာကြည့်ပြီးကျွန်တော်တို့ကိုချိတ်ဆက်ဆောင်ရတဲ့အဖွဲ့ရှင်ချင်းကကျွန်တော်မညီညူဘူးဆိုလို့မပူပေါင်းမပူပေါင်းဆိုလို့ရှိရင်တော့အဲမိမိတို့ရဲ့ဒီအနီမာပန်းတိုင်းဖြစ်တဲ့ဒါလူသားတွေကိုတရားကက်တင်ချင်းဒုက္ခရောက်နေတဲ့လူကက်တင်ချင်းကျမကြီးမကောင်းတဲ့လူပြည်စုဆောင်ချောင်ဆိုရဲဒီအဲရီမန်းချက်ကပြည်မိမှာမဟုတ်ဘူးကျမကြီးအစင်တန်းကလေပြည်မိမှာမဟုတ်တဲ့အပြင်ရေးတဲ့ data တွေမှာပဲမူဆန်ရောကပြန့်နေတဲ့ကိစ္စတွေပေါ်ပေါ်ပြီးတော့ဟာကြဆိုးလာမှာဖြစ်တယ်ပေါ့နော်ဘလောက်ပဲလုပ်ပါစေတိအောင်မှာမဟုတ်ဘူးဆိုတာကျမကကနေဦးအနေနဲ့ပြောချင်ပါတယ်ပေါ့နော် အဲ့တော့အစားအသောက်အနေနဲ့ကျွန်တော်တို့တောက်ရည်တန်ပူအစာ6ပေါ့နော်စီတူပူဒါကြီးကျွန်တော်မများရှားရှိတတ်ပါတယ်အစာအစိုးရပြဿနာရှိပါတယ်ဘာလို့ဆိုတာကြတော့အစာအစိုးရဟိုကျွန်တော်တို့ဟင်းတမင်းဟင်းချက်မယ်ဆိုလို့ရှိရင်ဘယ်လုံလောက်တယ်ကျွန်တော်တို့သုံးရည်ပေါ့နော်တောက်ရည်လောက်တယ်ဆိုရင်တော့မသုံးရည်အမဟိုအတိရွက်ကြော်စားမချက်စားမယ်ဆိုလို့ရှိရင်တော့မမီးလိုမယ်ပြီးတော့အဲဒါတွေကိုကျွန်တော်စေးကြောဖို့အတွက်ကိုရေးလိုမယ်စားပြီးလို့ရှိရင်တခါဒါတွေကိုပြန်ပြီးတော့တန်းရှင်းဖို့အတွက်ကိုသုံးရည်လုံမယ်ပေါ့နော်အဲ့တော့ဟိုတခါတော့ကျွန်တော်တို့ဒီ နပစ်ဟိုခောက်ဆွဲကြဆိုခောက်ဆွဲကြဘူးဒီနောက်တော့ကြတော့ဒီတခြားတော့ကျမတို့တခြားတော့အဲစားတဲ့ဒီမုတ်အချောက်တွေပေါ့ဒါမျိုးတွေဒါစီတူဘူးလို့ဟာမျိုးတွေကတော့ပမာဏများစားထားပြီးတော့ခါကြတော့အဲ့လိုနေရာမျိုးတွေအတွက်ကိုစီစဉ်ထားတင်နေပေါ့နော်အော်ရေရှည်မှာတော့ဒါတွေအကြိုက်စားလို့ကတော့အဆင်ပြေဘူးဆိုမဲ့လည်းပဲလက်ရှိအနေဒါ emergency အနေနဲ့ကတော့ဒါမျိုးတွေကျမတို့အသုံးပြုရမှာဖြစ်ပါတယ် မျိုးတို့ဒီအဝါဖြစ်တဲ့နေရာတွေပေါ့နော်ကမ်နေနေရာတွေမှာ emergency shelter နေရာတွေမှာလေဝင်လေတွေအကောင်းမအောင်ထားရှိဖို့အတွက်လိုအပ်တယ်လိုအပ်လို့ရှိရင်ဆိုတာ PPE ပေါ့နော်မင်းနဖုန်းနှာခေါင်းစည်းဒါတွေဆင်မတို့လုံလောက်ထားရှိခြင်းအဖြစ်အသက်ရှူလမ်းကြောင်းပိုးဝင်နေကိစ္စတွေဆိုတာထားရှိနေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့နေရာမှာပါဆိုတာ emergency shelter ရဲ့မှာရှေ့ရလေဆင်မပြောခဲ့တယ်လူတွေကအများကြီးပေါ့နော်လူပေါင်းစုံအဲ့နေရာမှာလာပြီးတော့ဟိုကြက်ညက်နေရာမှာဖြစ်တဲ့အတွက်ကြောင့်မလို့မိမိတို့အိမ်မှာနေလို့တော်တော်နေရာမှာမဟုတ်ဘူးလေရှူရဲဟိုကားပေါ့နော်ရှူရဲလေရာလေဆင်မတို့ဒီဟိုကောင်းမွန်တဲ့ quality ကောင်းတဲ့လေရာဝင်ခဲ့ င်းနဲ့ဒါကြောင့်ကျွန်တော်တို့ဒီအဲဒီလိုမျိုး PPE လို့အဓိကရဆို Max D တက်ထားဖို့အတွက်လို့ message စောင့်ထားဖို့လိုမှာပေါ့နော် message များစစမရနိုင်ဆိုလို့ရှင်တော့ကိုယ့်ရဲ့ဒီ Max D နဲ့ပဲအဲဒါလူများရဲ့ဆိုလို့ရှင်သတိထားပြီးခါကြဟိုပါပေါ့အဲအောက်ထားဖို့အတွက်လိုရမယ်ပေါ့နော် ပြီးတော့ခါကြကျွန်တော်တို့မြန်မာနိုင်ငံနေရာပြီးကြတော့ချင်တောင်ချင်ကြိုက်တော့ခါကြတော့ချင်တောင်လို့ insert link ကြီးပေါ့နော်အကောင့် blog ကြိုက်တော့ခါကြတော့ဒါကြီးလိုမယ်နောက်ကြဖြန်းစည်းလို့ဟာမျိုးရှင်ကောင်းမယ်ပေါ့နော်အဲ့တော့အဲဒါကြီးဟိုပါပေါ့အဓိကရဆိုကျွန်တော်တို့ချင်ကကြတော့မလေးရီးယားပေါ့နော်ငှက်ဖျားရင်နောက်ကြတော့အခုအဲကျွန်တော်တို့ဒန်ကြီးပေါ့နော်ဒန်သွေးလို့တော့ qui ဒါအကြောင်းမှမီဟိုဟာပေါ့ကလေးလူချင်းမျိုးကူကဖြစ်နေကြပြီဆိုတော့ခါကြတော့အဲ့ဒီ better bond disease တွေကျွန်တော်တို့ကြိုတင်မျိုးကောင်းဝဲမှာဖြစ်ပါတယ်အဲ့တော့လက်ရှိချိန်မှာတော့တအားပူနေသေးတဲ့အတွက်ကြောင့်မလို့သွေးနှုတ်တက်ကွေးတို့ဟာမျိုးကတော့ဟိုမဖြစ်နိုင်သေးဘူးဆိုပေမဲ့လည်းပဲအဲနောက်ဟိုမိုးကြရေနောက်တစ်ခါကျတော့တခြားတော့ကျွန်တော်တို့မုံနိုင်လူဟာမျိုးတွေလည်းပဲအခုချိန်မှာအဲတချို့ပညာရှင်တွေခံမဲ့နေကြရရှိတဲ့အတွက်ကြောင့်မလို့ကြိုတင်ပြီးတော့ဒီရေကိစ္စပေါ့နော်ရေကနေရှင်ရင်းမြစ်ကနေပြီးတော့အခုဆက်ပြန်သွားတဲ့ better bond disease တွေကိုလည်းပဲကျွန်တော်တို့ကအဲကြိုတင်ပြီးတော့ခါကျတော့စဉ်းစားဖို့စဉ်းစားထားပြီးတော့ကာဝယ်ဖို့အတွက်လို့မှာဖြစ်တယ်ပေါ့နော် နော်မလေးရီးယားကတော့ဒါကမြန်မာနိုင်ငံမှာအန်ဒမ်ဖြစ်တဲ့အတွက်ကြောင့်မလို့မလေးရီးယားရန်ကတော့ကျွန်တော်တို့ဖြစ်မိတဲ့ကောင်းရောကျွန်တော်တို့ဒီချင်းကြိုက်တဲ့အနေထားပေါ့နော်အဲချင်းကိုအဲအဲဟွာပေါ့တက်တိုင်းညကျွန်တော်တို့ဒီအထိန်ချုပ်ဖို့အတွက်လိုရမယ်ပေါ့နော်ချင်းမကရအောင်လေချင်းအောင်နဲ့အဲနောက်တစ်ခါကျတော့ကျွန်တော်တို့ repel လန်လိုဟာမျိုးလိန်ဖြန်းစီကတော့လောလောဆယ်မှာတော့အသုံးပွင့်လာဖို့လို့ကျွန်တော်တို့ထင်နေပေါ့နော်ဘာလို့ဆိုတော့ဒီကွာဒီကြွားကြ shelter ပါညာတဲ့ဆိုတာကျဖြန်းလဲပဲအဲကျွန်တော်တို့ဟိုပါပေါ့ကိုယ့်ရဲ့ဒီလူရဲ့အနေထားကိုပေါ့နော် grand ချုပ်နိုင်မှုရင်အတွက်ကတော့ခင်းရမယ်လို့ကျွန်မတို့ယူဆရတယ်ပေါ့နောက်ကြကျွန်မတို့ အင်တင်ကိုရဲ့ဒီတင်တော်ရဆီပါရာစီတမောလို့ဟာမျိုးပေါ့နော်အဗီတာတိုင်းလိုမျိုးဈေးဝါးရီဒါမျိုးရစမောက်လုံငယ်ခါကြတော့ကာဝယ်ဈေးပေါ့နော်အဲ့တော့ကာဝယ်ဈေးဆိုရင်ညမှာကာဝယ်ဈေးနဲ့ပတ်သက်တဲ့ကိစ္စကိုဆီမှာထပ်ပြီးတော့နောက်ထပ်လက်ချာမှာတည်တဲ့ထပ်ပြောမယ်ကျွန်တော်တို့ HLF training module တွေနဲ့ပါတော့ဒီ immunization ကိစ္စကတော့ကျွန်တော်အကျေတွင်းပြောပြရတဲ့လက်ချာ module မလာသေးဘူးအဲ့ဒီမှာကျွန်တော်တို့ကတော့အဲ့ဒီ vaccine နဲ့ပတ်သက်တဲ့တခြားသောကျွန်တော်တို့ ရှိပိုင်းကဒီ training module တွေနဲ့ချိတ်ဆက်ပြီးတော့ခါကျတော့ထပ်ပြီးတော့ရှင်းလင်းပြပြသွားမယ်ကျမတို့ bacteria ပြီး parasite ပြီး virus ပြီးပြီးအာနောက်တစ်ခါကျတော့ immunology ပြီးသွားပြီပေါ့နော်ရှေ့ကျမတို့ yoga pathogenesis တို့မှာများလွယ်ပြီးကပြတဲ့ကြောင့်ဘူးလို့ကာဝယ်ဆေးဥကျမတို့ကအရှိရပြောခဲ့တဲ့ဒီသင်ခန်းစာတွေရဲ့အချုပ်အချုပ်အနေနဲ့ထပ်ပြီးတော့ခါကျတော့ရှင်းလင်းပြသွားတော့ကျမတို့အားလုံးနားလည်ရတယ်ပို့လွှဲမယ်ပေါ့နော် ASL lab trainees တွေနေတဲ့ laboratory technician လောက်ကြရမယ်ဆိုလို့ရှင်တို့ကျမတို့ကာဝယ်ဆေးနဲ့ပတ်သက်ပြီးတော့အားတော့အချိန်အကြောင်းပြားလေးဖြစ်မယ်ဒီဒါဝတ်လွယ်တယ်ကျွန်တော်မြန်မာနိုင်ငံမှာဒီလက်ရှိပေါ့နော်လက်ရှိအချိန်အထိကို ာဝယ်ဈေးထိုးနေတဲ့ဒီပုံမှန်ကာဝယ်ဈေးထိုးတဲ့ဒီကလေးတွေပေါ့နော်ငါအမွေကင်းစားကလေးငါးနှစ်ယောက်ကလေးကာဝယ်ဈေးထိုးတဲ့ဒီသားကြီးနောက်ကကျလူကြီးဆိုလို့ရှိရင်လည်းဘလို့ကာဝယ်ဈေးမျိုးထိုးလဲဆိုတဲ့ဒီသားတွေလည်းဆမာကတိကဝင်းနဲ့ခွဲပြီးတော့ရှင်းပြပြီးမယ်ဒါပေမဲ့အခုလက်ရှိဒီသားမှာတော့ emergency shelter လို့နေရာမျိုးမှာနေရပြီဆိုလို့ရှိရင်ကြတော့အဲကျွန်တော်တို့ ကနေဦးထဲကလည်းပြောထားပြီးသားဖြစ်တယ်မိတို့ရဲ့ကျမ်းမာရေးအဆောက်အုံနေနောက်တစ်ခါကျတော့ဒီအာကျမ်းမာရေးစနစ်တွေပေါ့နော်ချိန်ဆက်ထားတဲ့တွင်ဆက်တွေအခုချိန်မှာဆိုရရှိနေရဆိုလို့ရှင်တော့မှငလျင်တန်းကြောင်းမလို့ပြည့်စည်တာတွေဒါကနဲ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 အများရှိကြတဲ့အတွက်ကြောင့်မလို့ဒါတွေအတွက်ကျမတို့ဟိုကြိုတင်ပြီးတော့ပြင်ဆင်နေဆွေးနေရမှာကာဝယ်ဈေးဘက်ကအများကြီးအားနေတယ်ပေါ့ကျမတို့ဒီဟိုမဖြစ်အောင်လို့ပေါ့နော်မဖြစ်အောင်လို့ဒီဟိုလွယ်ကူတဲ့ဒီပုံစံအတက်လွယ်ကူတဲ့ကျမတို့တားဆီးတဲ့နီလန်းတွေကို အဲလိုက်လာပြီးတော့ခါကျတော့လုံမယ်ဆိုလို့ရှိရင်တော့ဒီဆေးဝါးတွေကိုကုသပြီးတော့ခါကျတော့အသုံးပြုပြီးတော့ခါကျတော့ကောက်ကုသရတယ်ဆိုရင်ထေထားမျိုးတိမရောက်အောင်ပေါ့နော်ကျွန်တော်တတ်နိုင်ဆုံးရှော့ချလို့ရှာရဲဆိုကျွန်တော်ဂျူတီမျိုးခါကျတော့ပြောထားလို့ပါတယ် အဲ့တော့ဘယ်လိုရှော့ချအောင်လဲဆိုတော့ဟာကျတော့ဒီပါဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ကျမတို့ဘယ်လိုမှရှော့ချဖို့တော့အဆင်ပြေမှာမဟုတ်ဘူး။ဒါကျမတို့ April 1ရက်နေရပါတော့။ဒါမနေ့ကအဲကျမတို့ဒီ Facebook Social Media ကနေပြီးတော့ဟာကျတော့ကျမကူးယူထားတဲ့ပုံဖြစ်ပါတယ်။ Photo Credit ပေါ့နော်။ Photo Writer လို့ကျမ Credit ပေးပါတယ်။အဲဒါ Manly မျိုးပါပေါ့နော်။ဒါအားလုံးကြည့်ကြပြီးသား Manly မျိုးရဲ့ဒီအဲကျုံးပြီးလို့နေရာမျိုးပေါ့နော်။အဲ့တော့အဲ့ဒီမှာအဲ လူတွေကကျမတို့အအဆောက်အဦတွေလည်းမဝင်နေရုပ်ဒီဘက်ပြေးမှာဆိုလို့ရှိရင်အဆောက်အဦရှိမှာပေါ့နော်အလုံးပြိုကျနေရရှိမှာတချို့ဟာတွေကလုံးဝမပြိုသေးပေမဲ့လည်းအဲ့နေရာမှာညရှိရခါကြတော့လူတွေကမအိပ်ရဲကြတော့ဒီထဲမှာညဘက်ဟိုနှားကျင်ကြပြီပေါ့နော်တနည်းအောင်လည်းပူတယ်နောက်ကိုဆွေမျိုးတွေသားချင်းတွေလည်းပဲအမီးတို့ရဲ့ဒီပြိုကျတဲ့နေရာမှာပြီးသွားတာပျက်စီးသွားတာဆိုဝမ်းနဲ့ပူဆွေးရတယ်ပေါ့မတချို့ဆိုလို့ရှိရင်အဲကိုယ့်ရဲ့ဒီဆုံးသွားသွားတယ်ဆိုလို့ရှိရင်တော့ဆုံးသွားသွားတာအတိပြုနိုင်မှုအတွက် dead body တွေလိုက်ရှာရတဲ့လူတွေမျိုးတွေရှိမှာအဆုံးပေါ့နော်လူတွေကအလုံးပြင်းပန်းနေကြရတဲ့ဆိုတဲ့အချိန်မှာလူပဲဖြစ်ဖြစ်ကျွန်တော် ော့နားယူဖို့အတွက်ကအဲနေရာလို့တခုခုမှာဒီလိုမျိုးတစ်ပင်အောင်လေးမှာဖြစ်ဖြစ်အားလုံးနားနေကြရတယ်ပေါ့နော်အဲ့တော့တီးတဲ့ကျွန်မကတော့ဒီအစိုးရတို့ဒေသအာဏာပိုင်တို့ကနေပြီးတော့ဘောလုံးဝင်းလို့ဟာမျိုးနောက်တစ်ခါကျမိုးလုံးလေးတော့ကစားကွင်းလိုမျိုးနောက်တစ်ခါကျောင်းစသည်ရပဲဒါမျိုးလိုနေရာမျိုးတွေမှာပေါ့နော်ခက်ကျွန်မကြေကြေဝန်းဝန်းနဲ့အဲအလေးဝင်တွေအတွက်ကောင်းတယ်နောက်တစ်ခါကျအလင်းရောင်ရပြီးတော့ခါကြတော့လူတွေအားလုံးစုပြီးတော့ဒီလိုနေလို့ရတဲ့နေရာမျိုးမှာတော့ထားထားတဲ့နေထားမျိုးတော့ကျွန်မတို့အခုချိန်ထိတော့မတွေ့ရသေးဘူးပေါ့နော်အဲ့တော့ဒီပုံစံတိုင်းဆိုလို့ရှင်တော့ကျွန်မတို့ယောဂတွေရကုမာလာမကုလာဆိုတာတော့ကျွန်မတို့ဘေးထဲတော့မေးကြမလို့ပေါ့နော်အဲ့တော့ ဒီမှာရှိရတဲ့သူ့ရဲ့အတိုင်းပဲဆိုတော့ဖြားနဲ့မိရလူတွေနဲ့ဟိုဘက်ဒီဘက်လူတွေစကားပြောကြဆိုကြနေပဲဒီမှာအားလုံးအချင်းချင်းကူညီပြီးတော့ပဲဘီနာကကျွန်မတို့ဒါသမင်းလှူလာဝေးရဲ့လူတွေပိုင်းရရှိမယ်ပေါ့နော်လူလာပြီးရဲ့လူရှိမယ်ဒါတွေနဲ့ပဲကျွန်မတို့နေရာတူဆောင်မလို့ဒီခုတပတ်ကာလအတွင်းမှာပေါ့နော်ကလေးလှုပ်ပြီးတော့တပတ်တာလောက်ကာလအတွင်းမှာဘယ်ကျွန်မတို့ခံမှန်းကြီးလို့ရနေပြီပေါ့နော်နောက်ပိုင်းဥစ္စာယောဂတွေဒီပြည့်နှံ့မှုရဲ့အတွက်ကိုတော်တော်လေးကျွန်မတို့ဒါအလားအလာများနေရဆိုတော့သိထားမှာဖြစ်ပါတယ် အဲ့ဒီဘာအင်မဂျင်စီရှယ်တာတွေမှာအဲယောဂါတွေဖြစ်ခဲ့ပြီဆိုလို့ရှိရင် infectious disease တွေကိုအဲဒီ mitigation measures လို့ခေါ်ရဲဖြစ်လာပြီဆိုရင်အ ਨੇ ဆုံးပမာဏပြင်အောင်ဘယ်လိုလျှော့ချအောင်လဲဆိုရဲဒီရဲ့စဉ်းစားရဲဆိုရင်ဒီမှာကျွန်မအုပ်စု၄စု၃စုလေးခုခွဲပြီးတော့ခါကြတော့အဲလေ့လာကြည့်လိုက်လို့ရရဲတအုပ်စုကတော့ခုနကကျွန်မပြောခဲ့ရဲချက်ချင်းကျွန်မအေးပေါ်တုံ့ပြန်ပြီးရဲ fast spot responder အုပ်စုကုညီခဲ့တဲ့အုပ်စုတွေပေါ့သူတို့တွေကိုလည်းပဲကျွန်မတည်တဲ့ခုခွဲပြီးတော့အဲခွဲကြပြီးတော့လေ့လာ အဲ့လင်းပဲပေါ့နော်သူတို့တွေကတစ်စင်းကျွန်တော်ကူးဆက်တာတွေလည်းရှိလာမှဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့သူတို့ကအမြဲတမ်းကင်မြူတီတွေနဲ့ဖြစ်တဲ့ကြောင့်မလို့သူတို့ကပဲတခါပြင်မလိုက်ဖြန့်တဲ့လူလည်းဖြစ်နိုင်သေးတယ်ပေါ့နော်နောက်ကွာကျွန်တော်တို့ခဏတစ်ပြုတ်ပဲလာတဲ့ဒီ visitor house တွေပေါ့နော်ဧည့်သည်တွေပေါ့သူတို့ကတော့အဲ့လူရှင်တွေလည်းဖြစ်မယ်တခြားတော့ကျွန်တော်တို့ဒီ medical တို့တခြားဒီ service ဆိုင်ရအဲ့ဒီကုညီကယ်ဆေးကြီးမဟုတ်တဲ့တခြားတော့ကျွန်တော်တို့ဒီ volunteer တွေပါမယ်ပေါ့လေ သတ်မှတ်ထားရလောက်သားရပါမယ်သူတို့ကတအုပ်စုနောက်တစ်ခါကျတော့ဒီကျွန်တော်ဒီကေဗေးစခန်းထဲမှာပဲနေပြောခါကျတော့ဒီ season ပြည့်စက်တဲ့ admin အုပ်စုတွေရှိမယ်နောက်တစ်ခါကျတော့ကျွန်တော်တကယ်လို့ယောဂဖြစ်နေမယ်ဆိုလို့ရှိရင်လည်းယောဂကူးစက်နေရလို့တန်တရားရှိရ suspected case တွေပေါ့ဒါတွေကျွန်တော်တို့ဒီကံခွဲပြီးတော့ထားရမယ်အဒီထားမျိုးရှိမှာပေါ့ဆိုတော့ကျွန်တော်တို့ကဒီလူတွေပေါ့နော် emergency shelter တွေမှာရှိရလူတွေကို season ကြီးကျက်တယ်ဆိုရင်ညမှာကျန်းမာရေးပြင်ပြခြားတော့ကျွန်တော်တို့အဆုံဆုံးတော့စိတ်ဓာတ်တည်တည်အချင်းချင်းနေပဲရှေ့ဆက်စားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကျွန်တော်အုပ်စုခွဲပြီးတော့ဒါချင်းအပြင်ဘဲအုပ်စုကတော့ ဒီအာဒီ immediation measures တွေကိုဘာတွေလောက်ဆောင်ပါလဲဆိုတဲ့နေရာကြီးသူတို့ကိုယ်နိုင်ဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးကျွန်တော်တို့ respond လုပ်ကြရမလဲဆိုတဲ့ဟာကိုသတ်မှတ်လို့လွယ်သွားမှာဖြစ်တယ်ပေါ့နော်ဘယ်ဘယ်သူကဘယ်အုပ်စုကမှမသိဘဲနဲ့အဲဘယ်ဖွဲ့တွေဒီဒီ camp နဲ့မှာဒီ message share တာတွေမှာဝင်ပြီးတော့လုပ်နေကြတာမသိဘဲနဲ့ဘယ်အုပ်စုအဲ responder အုပ်စုလားဒါမှမဟုတ် admin အုပ်စုလား visitor အုပ်စုလားဆိုတာမသိဘဲနဲ့ကျွန်တော်တို့ဒီရောဂါကူးစက်မှုကိစ္စတွေကိုအဲ short chat ပို့ရရင်ဒီလိုတဲ့ဆိုတဲ့နေရာမှာသတ်မှတ်ရခက်ခဲသွားမှာပေါ့ဒါလေးကျွန်တော်ကကြိုးပြောချင်တာဖြစ်ပါတယ် အဲ့တော့ဒီမှာကျမတို့မြင်နေရတဲ့အတိုင်းပဲ infection chain ပေါ့နော်အဲပိုးဘယ်လိုကူးစက်လဲဆိုတာကြတော့ဒီပိုးကူးမဲ့ပစ္စည်းတခုရှိမယ်ပေါ့ဒါ bacteria လား fungus လား parasite လားအခု virus လားရှိမယ်အဲ့တော့အဲ့အကောင်ကြီးကအဲသူ့ရဲ့သူတို့ကိုကျမထိန်းထားအဲသူတို့ကိုလက်ခံထားတဲ့ဟိုရှိမယ်ပေါ့နော် reservoir ရှိမယ်ကျမလူလားလူထဲမှာကျမတို့ကအဲ့ပိုးတည်ဆောင်ထားတဲ့လူလားဥပမာဆိုလို့ရှိရင် bacteria ဆိုလို့ရှိရင် bacteria တည်ဆောင်ထားပြီးတော့ bacteria ကူးစက်ခံထားတဲ့လူရှိမယ်နောက်မလို့ရှိရင်လည်းပဲရေလားပေါ့နော်ရေထဲမှာပိုးဟာရှိနေပြည့်တဲ့ကြောင့်ကျမတို့ရေကိုတောက်လိုက်လို့ရှိရင်နောက်မလို့ရှိရင်ရေနဲ့ရေချိုးလိုက်တဲ့ ဆိုလို့ရှိရင်မသက်ရှင်တဲ့ရည်နဲ့ကျမတို့အစားအစာပြင်တဲ့အခါမှာအဲထည့်လိုက်မိမယ်ဆိုလို့ရှိရင်ဒါကကိုကူမှာတော့ကြာအစားတောက်ပေါ့နော်ဖူထဲမှာပါအစာတွေကပါထားပြီးသားဗတ္တီးရီးယားပါလာပြီးသားမှာဟိုပါပေါ့ဆိုဘက်ဆက်လက်ဆိုမျိုးပေါ့နော်ဒီမင်းသမင်းဆိုလို့သမင်းဒီချာအဲသမင်းကြော်တဲ့ထဲမှာဒီဘက်ဆက်လက်စာစာတွေကပါနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့စားလိုက်တာလေဒါက infection ဒီ agent သာကိုခန္ဓာကိုယ်တွေဝင်သွားပြီပေါ့ပြီးတော့ဟာကျမတို့ bottle of excel လို့ခေါ်တဲ့ဒီ threat သွားတဲ့အဟိုပါပိုး အဲဒီဟိုဘော်ဒီအဲကိုခန္ဓာကိုယ်ရဲ့ဝင်တဲ့ပုံစံပေါ့နော် blood နဲ့သွားရလာပေါ့နော်သူရကူးစက်တာမဟုတ်လို့ရှင်လည်းဆရာတို့ secretion လို့ခေါ်တဲ့ဒီခန္ဓာကိုယ်ကထွက်တဲ့အကြည်ကျွဲတို့နောက်တစ်ခါကျအရည်တို့ပေါ့နော်ခန္ဓာကိုယ်ရင်းအရည်တို့ဒီကနေပဲကူးစက်တာဒါမဟုတ်လို့ရှင်လည်း excretion လို့ခေါ်တဲ့ C တို့1တို့နောက်တစ်ခါကျတော့ဒီကျွေးတို့အဲစသည်အပဲ glory ကနေပဲကူးစက်တာပါဒါမဟုတ်လို့ရှင်လည်း skin အရည်ရချင်းချင်းထိပဲကူးစက်တာပါဆိုပြီးခါကျတော့အဲ့ဒီအပိုးမွားတွေဆရာတို့ reservoir ရှိရင်ကူးစက်တဲ့ပုံစံရှိမယ်ဒါခါကျဆရာတို့ motor transmission ရပြီ physical လား contact လား droplet လား airborne လားပေါ့နော် တဲ့ရလားရှည်တဲ့ရပါဒါမို့လို့ရှင်လည်းကိုလူချင်းရဲ့ TV ကူးဆက်တာဒါမို့လို့ရှင်လည်း sexual intercourse နဲ့ပဲကူးဆက်တာလားဆိုရင် motor transmission ရှိမယ်ပြီးသားရင်ကျွန်တော်တို့ဒါကိုအနာကိုရဲကိုပေါ့နော်တကယ်တမ်းရောဂါကူးဆက်ခံရပြီဆိုရဲလူရဲ့အထဲတွေကိုဘယ်လိုပုံစံမျိုးနဲ့ဝင်သွားတာလဲပေါ့နော် mucous membrane အဲဒီအကြည့်ချွဲမိသားရဲ့အချင်းချင်း TV ကူးဆက်တာဒါမို့လို့ရှင် respiratory system အသက်ရှူလမ်းကြောင်းများတဲ့အဆင့်ပေါ့နော်အသက်ရှူတိုင်းလို့ပေါ့ဒီအမောယူလိုက်အဲရှူတဲ့အတွက်ကြောင့်မလို့ကူးဆက်တာလားမ TV ဆိုလို့ရှင်လေးရဲကူးဆက်တယ်ပြီးတော့ဟာ digestive system လို့ခေါ်ရဲအစာရှည်လမ်းကြောင်းနဲ့ရပေါ့နော်အစာတောက်ဆိုလို့ရှင် ဆရာမတို့စားပြီးတော့ဟာကြဥမာ ဆာမိုနဲလာဒါမှမဟုတ်ရှင်အီကိုလိုက်ဒါမျိုးတွေဆီမှာ ranges system တွေကတစင်ကူးဆက်တာရရှိနေတာကကြတော့ broken skin လို့ခေါ်တယ်ကိုယ်ခန္ဓာကိုယ်မှာဒဏ်ရာရနေပြီဆိုလို့ရှင်ဒဏ်ရာရတဲ့အခြေပြားလို့နေရာတွေကနေပြီးတော့ပိုးဝဝင်လာလာဆိုတာဆီမှာ portal of entry ရှိမယ်ဒါကကျမတို့ susceptible host လို့ခေါ်တယ်ကူးဆက်ခံရတဲ့လူချင်းချင်းနောက်မှာခန္ဓာကိုယ်ထဲမှာကိုယ့်ရဲ့ခုခံစနစ်ကောင်းနေမယ်ဆိုလို့ရှင်ကြတော့တော့ကူးဆက်မခံရတဲ့ဆီမှာတို့ immune deficiency လို့ခေါ်တယ်ကိုယ်ကကျော်နေနေရလို့ဒါ diabetes စီချိုရှိရဲစီချိုသမားတွေ burns နောက်မီးလောင်ထားတဲ့လူတွေပေါ့နော်မီးလောင်ဒဏ်ရာရတဲ့လူတွေအခုဆိုအခုလောင်နာရရှိမယ်အခုမီး ီတည့်စင်မီပြည့်ပြီးတော့ခါကျပြန်လာတဲ့အချိန်မှာဗီဒီယိုတွေ short ဖြစ်တာအချိန်မှတွေ့ကြအောင်မလို့အဲ electric band စီရှိမှာနောက်တစ်ခါကျခွဲစိတ်ကုသရတဲ့အချိန်မှာအဲ့လူကကိုကားနေရတွေ့ကြအောင်မလို့သူဒီလေးပဲဆက်ဆက်ပြီးပဲ host ပေးတယ်ကိုကကူးနိုင်နေတခါကျမတို့အသက်ပဲပေါ့နော်တက်တက်ကြီးကျွန်းနေတဲ့လူအသက်သိပြီးတော့ငယ်လုံးနဲ့ကလေးငယ်လေးဆိုလို့ရှိရင်လည်းဆက်ဆက်ပြီးပဲဖြစ်တယ်ပေါ့ဆိုတော့ကျမတို့ကယောဂကုသပြီဆိုလို့ရှိရင်ကျအဲ့လိုမျိုးကျမတို့ယောဂကုသတဲ့ chain on infection ပြန်ကြည့်ရတယ်ကိုကိုအဲဘယ်လိုမျိုးယောဂဘိုးတွေကိုအဲကူးဆက်ဖို့အတွက်ကူးဆက်တဲ့ဟာကိုစောင့်ကြည့်မယ်ပေါ့နော်ဆာဗီလန့်စနစ်ကျွန်တော်တို့တခုတိစောက်တယ်ဆိုလို့ရှိရင်ဟိုမှာဘက်တီးရီးယ လာပါဒါမှမဟုတ်ရှင်တဲ့ဗိုင်းရပ်စ်အခုကျွန်မတို့ကိုလိုရာစောင့်ကြည့်မယ်ဆိုရှင်ကိုလိုရာဘက်တီးရီးယားဆိုလို့ရှင်ရင် အဲ့ဒီဘက်တီးရီးယားရဲ့အဲပုံစံကဘာလဲအဲသူရဲ့ဘက်တီးရီးယားဘက်အဒီဟိုပါပေါ့နော်ဖန်ကက်လားပါရာဆိုက်လားဆိုဆိုပြောနေတာဖြစ်တယ်ပြီးတော့ဟာကြရဇာပါပေါ့နော်အဲ့ဒီပိုးကဘယ်လိုလူတွေမှာရှိလဲဘယ်လိုမျိုးရေထဲမှာရှိရလားအစားအသောက်တွေကနေပါလာလားဆိုတာဒီကိုလိုအပ်တယ်ပြီးတော့ဟာကြတော့ဘယ်လိုပုံစံမျိုးကတဆင်သူကအဲဟိုပါပေါ့နော်ကူးဆက်တဲ့အနေထားလဲသွေးနဲ့လားစီးနဲ့လားတခြားသောကျွန်တော်တို့အရေရချင်းချင်းလားပြီးတော့ဆိုရှင်ဘယ်လိုပုံစံနဲ့လဲအထီလို့ကူးဆက်တာဒါမှမဟုတ်ရှင်လည်းပဲအရေရတဆင်လားလေရှူရင်းနဲ့ကူးဆက်တာလားပြီးတော့ဟာကြတာဒါတွေဒီတကယ်နဲ့ကူးဆက် ံရမယ်လူတွေဘယ်လိုပုံစံမျိုးနဲ့ရောက်သွားမှာလဲဘယ်လိုလူတွေကကူးစက်ခံရဖို့အတွက်ကိုအရန် chance များလဲကျွဲအားယူလဲပဲကျွန်တော်ကူးတိထားမှာဖြစ်တယ်ဘာမှသာလေကျွန်မတို့ဒီအခု t-shirt သားအဲဒဲတွေမှာအမြန်ဆန်ဒါကဒီစာပေးတဲ့ system တူကိုတိဆောက်တော့မယ်နောက်တော့ကျတော့ preventive measures တွေချမှတ်တော့မယ် mitigation measures တွေချမှတ်တော့ရဆိုလို့ရှိရင်ဘယ်ကနေဘယ်လိုစလုပ်ရမလဲဆိုတာကိုတိမှာဖြစ်တယ်ပေါ့ဒါလေးကကျွန်တော်အကျမ်းမြင် idea လေးဖြစ်ပါတယ်